နောက်ကျစတင်ပါလား29ရက်နေ့စနေနေ့အတွက်နောက်ဆုံးရမိုးလေဝသခန့်မှန်ချက်တွေနဲ့အရေးပေါ်သတိပေးချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းရနယ်ရပ်ဝန်ဟာဒီကနေ့မှာအားကောင်းတဲ့လေပြင်းရနယ်ရပ်ဝန်ဖြစ်ပြောင်းလဲရောက်ရှိသွားပြီးတော့မနေ့ပြန်မှာမုန်တိုင်းငယ်ဖြစ်တဲ့အိန္ဒိယကန်ကြီးကိုဖျက်ကျော်ဝင်ရောက်မှာဖြစ်ပါတယ်။အပူပိုင်းမုန်တိုင်းပူလွိုင်းဟာလည်းဖိလစ်ပိုင်နိုင်ငံကိုဖျက်ကျော်ပြီးနောက်ဒီကနေ့ညမှာတောက်တရုတ်ပင်လယ်တွင်းကိုဝင်ရောက်ပြီးအားကောင်းတဲ့တိုင်ဖုန်မုန်တိုင်းဖြစ်အသွင်ကူးပြောင်းသွားနိုင်ပါတယ်။ မုံနိုင်ရဲ့ပြစ်ဒဏ်သွားလာနိုင်တဲ့လမ်းကြောင်းကိုခန့်မှန်းရမှာတော့စက်တင်ဘာလ30ရက်နေ့မှာ BNL ကံကြိတ်ကိုဖြတ်ကျော်ပြီးနောက်ကုတ်တင်းလီဖျားနေရဲ့ဝန်အဖြစ်နဲ့ရှမ်းပြည်အရှေ့ပိုင်းကနေမြန်မာနိုင်ငံအတွင်းကိုဝင်ရောက်နိုင်ပါတယ်။မနေ့ပြန်အတွက်မိုးရွာသွန်းမှုခန့်မှန်းချက်တွေအနေနဲ့ကတော့ကရင်မွန်တနင်္သာရီတိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်တို့မှာနေရာကွက်ပြီးမှုကြီးနိုင်ပါတယ်ရှင်။ကရင်နီရှမ်းပြည်အရှေ့ပိုင်းချင်းပြည်ရခိုင်ပြည်မန္တလေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာတော့နေရာစိတ်စိတ်မိုးရွာနိုင်ပါတယ်။ ဒေသအလိုက်ထူသတိပေးချက်အနေနဲ့ဝန်ပြည်ထံကတထုံမျိုးနဲ့ပေါင်မျိုး၊ကင်ပြည်တွင်ကဖမ်းမျိုး၊စကိုင်းတိုင်းတွင်ကအရတော်၊ဘူတလင်၊တပယ်ရင်၊ကလေး၊မော်လိုက်၊ခံပတ်မျိုးတွေမှာမိုးလွန်များလိုက်တာကြောင့်သတိပြုသွားလာကြဖို့တိုက်တွန်းလိုပါတယ်ရှင်။ဇတိုက်ဆိုသလိုဖြစ်ပေါ်နေတဲ့မုန်တိုင်းတွေကြောင့်စက်တင်ဘာလ29ရက်နေ့နဲ့30ရက်နေ့တွေမှာပြည်내နဲ့တိုင်းအားလုံးမှာမိုးသည်ထန့်စွာရွာသွန်းပြီးနေရာကွက်မိုးကြီးနိုင်ပါတယ်ရှင်။ အထူးသတိပေးချက်အနေနဲ့ဒီကနေ့ညကနေအော်တိုဘာလ2ရက်နေ့အထိကချင်ပြည်တစ်ခုလောက်ကလွယ်ပြီးကြံတိုင်းနဲ့ပြည်နယ်အလုံးမှာမိုးကြီးနိုင်တာကြောင့်ရုတ်တရက်တောက်ကြရေစီးဆင်းတာတောက်ပြူမြေပြူတာနဲ့လေကွင်းတွေအတွင်းရေလွှမ်းမိုးမှုတွေဖြစ်ပေါ်လာနိုင်လို့တောက်ပေါ်ဒေသနဲ့မြစ်ကန်အနေနဲ့ထိုက်သူတွေအနေနဲ့တတိပြုနေထိုင်ကြပြီးကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်ထားကြပါလို့တိုက်တွန်းလိုဆိုလိုပါရဲ့ရှင်။ပင်လယ်ပြင်ခရီးသွားတွေနဲ့ကန်နီကန်ဝေးရေလုတ်သားတွေအတွက်ကတော့အခုရက်ပိုင်းဟာပင်လယ်ပြင်တွင်သွားလာဖို့မသင့်တော်တဲ့ရက်ပိုင်းခြားတွေပဲဖြစ်ပါတယ်။ ကပလီပင်နယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုပ်လင်အားကောင်းနေပြီးလေတိုက်နှုန်းဟာတနာယီကို35မိုင်ချီရှိနေနိုင်ပါတယ်။လိုင်းအမြင့်ပေဟာလည်းဆယ်ပေကနေ12ပေထိရှိနိုင်တာကြောင့်အရေးမကြီးဘူးဆိုရင်ပင်လယ်ပြင်တွင်ထွက်ခွာသွားလာတာတွေမလုံဆောင်ဖို့တိုက်တွန်းလိုပါရဲ့ရှင်။မိုးနောက်ကလာမှာမုန်တိုင်းတွေဇက်တိုက်ဆိုသလိုဖြစ်ပေါ်နေပြီးမိုးလေဝသဖြစ်စဉ်တွေဟာလည်းအချိန်နဲ့မျှပြောင်းလဲနေတာကြောင့်ကျမတို့ CJ Platform ရဲ့နောက်ဆုံးရမိုးလေဝသခန့်မှန်းချက်တွေကိုဆက်လက်စောင့်ကြည့်ပေးပါလို့မြစ်တာရက်ခံပါရဲ့ရှင်။